မင်္ဂလာပါရှင်ခမီလန်နျူးစ်ကနေကြိုဆိုပါရစေဒီကနေ့မှာတော့ခမီမျိုးအပါအဝင်ရခိုင်ပြည်နယ်မှာရှိတဲ့တိုင်းရင်းသားတွေလွတ်လပ်မှုနဲ့ငြိမ်းချမ်းရေးကိုကာကွယ်ဖို့ရည်ရွယ်တယ်လို့ ARSA ပြောတဲ့သတင်းကိုတင်ဆက်ပေးမှာပါရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA ကရခိုင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ခမီရိုဟင်ဂျာရခိုင်မျိုးတိုင်းနယ်မာရမာတပ်နဲ့ဟိန္ဒူစတဲ့လူမျိုးတွေအတွက်လွတ်လပ်မှုတရားမျှတမှုနဲ့ငြိမ်းချမ်းစွာနေထိုင်ရေးအပါအဝင် စီးစဉ်ဥစ္စာတွေကိုကာကွယ်ဖို့ရည်ရွယ်ချက်နဲ့သူတို့အဖွဲ့အစည်းကိုဖွဲ့စည်းတာဖြစ်တယ်လို့အောက်တိုဘာ26ရက်နေ့ကပြောဆိုထားပါတယ်။ရိုဟင်ဂျာကဲတင်ရဲ့တပ်မတော် ARSC နဲ့အာရခတပ်တော် AA တို့တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပေမဲ့လေ AA ထုတ်ပြန်တဲ့သတင်းတွေမှာတပ်ဖွဲ့ဝင်တွေမဟုတ်ဘဲအရသာပြည်သူတွေသာကြာဆုံးပြီးဒဏ်ရာရတာဖြစ်တယ်လို့ ARSA ကပြောဆိုထားပါသေးတယ်။ AA ဟာအမှန်မဟုတ်တဲ့သတင်းတွေဖြန့်ပြီးစင်ညာချက်တွေထုတ်ပြန်နေတာလို့လည်း ARSA ကဆွဆွဲပြောဆိုထားပါတယ်။ ခမီးမျိုးလူမျိုးအပါအဝင်အရသာပြည်သူတွေအနေနဲ့ ARSA ရှိတဲ့တောတောင်ဒေသတွေမှာလွတ်လပ်စွာခီးသွားလာနိုင်ဖို့ခွင့်ပြုထားတဲ့အပြင် ARSA အဖွဲ့အနေနဲ့ခမီးမျိုးလူမျိုးတွေနဲ့အရသာပြည်သူတွေကိုဘယ်တော့မှဖမ်းဆီးတပ်ဖြတ်တာနှိပ်စက်တာတွေမပြုလုပ်သလိုနောက်ပိုင်းမှာလည်းအဲ့ဒီအပြုတ်မှုတွေပြုလုပ်မှာမဟုတ်ဘူးလို့ဂရီပေးပြောဆိုထားပါသေးတယ်။အဲ့ဒီအပြင်ခမီးမျိုးလူမျိုးတွေကိုအေအေရှိရာဒေသတွေနဲ့အနီးအနားဒေသတွေကိုခီးသွားလာရမှာလဲသတိပြုဖို့ ARSA ကအတိပေးထားပါတယ်။ ARSA ရဲ့အမည်ဖြတ်ဖို့ရည်ရွယ်ပြီးတော့ အိန္ဒိယ၊နီပေါနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကခုံးဝင်လာတဲ့အေအဖွဲ့တွေဟာအရသားတွေကိုနေစဉ်ဖမ်းဆီးတာတပ်ဖြတ်တာနဲ့ပြန်ပေးဆွဲတဲ့ရာဇဝတ်မှုတွေပြုလုပ်နေတယ်လို့လည်း ARSA ကစွပ်စွဲပြောဆိုထားပါသေးတယ်။အဲ့ဒီရာဇဝတ်မှုတွေကို ARSA အပေါ်မတရားစွပ်စွဲပြီးတော့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အာရုံလွှဲပြောင်းမှုဝါဒဖြန့်နေတယ်လို့လည်း ARSA ကစွပ်စွဲထားပါတယ်။